်ဒီလောက်ကောင်းမြတ်တဲ့ဖခင်ကိုကျွန်တော်တို့ယထားတာဖြစ်တယ်။လူအနေနဲ့မတတ်နိုင်ဘူးဖခင်တတ်နိုင်တာဖြစ်တယ်။လူအနေနဲ့ပြောမယ်ဆိုကျွန်မဒီနေရာမှာမယက်တဲ့မူဖခင်ရဲ့ဂျေစုပြုခြင်းတတ်တဲ့နဲ့ယနိုင်တာဖြစ်တယ်။ကျွန်မ၁၂နှစ်အရွယ်မှာကဲတင်ခြင်းရတယ်။ကဲတင်ခြင်းရပြီးတဲ့အခါမှာအာရပြီးတဲ့နောက်မှာကျွန်မအစီအစဉ်ကိုအစီအစဉ်နေအများကြီးပဲကိုလှုပ်ချင်တာတွေအများကြီးပဲတခါမှမစင်စားခဲ့ဘူးကျွန်မအမှုတော်ဆောင်မယ်လို့ဒါပေမဲ့ကျွန်မအတိတာတစ်ခုပဲရှိတယ်ဖះပြောရင်နာခံမယ်ဒီတစ်ခုပဲရှိတယ် ကျမငငယ်ကကျမတက်တေခန္ဓာလဲခဏခဏကြားခဲ့ပြီးသားပါကျမကအရန်အေးတယ်နော်အေးတယ်ကြောက်တတ်တယ်လူရှိမထွက်ချင်ဘူးလူရှိမထွက်ရဲဘူးလူတွေနဲ့စကားမပြောချင်ဘူးအာကိုယ့်အကူပဲနေချင်တယ် ဲ့တော့ဖရားရဲ့ခေါ်တံကိုအသက်16နှစ်မှာကြားတဲ့အခါမှာဘယ်လိုဖြစ်နိုင်ရောဖရားလူမသွားတယ်ထင်တာညီကိုမောင်မတွေခုနှစ်ယောက်ဆိုတော့လေတခြားသူတွေဖြစ်မှာပါငါတော့မဖြစ်နိုင်ဘူးဒါပေမဲ့ဖရားခေါ်ရင်ဖရားအတန်အနောက်ကိုလိုက်မယ်ဆိုပြီးတော့မှလိုက်ခဲ့တာဒီနေ့မဖြစ်နိုင်တဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ် လူအရှိမစကားမပြောတတ်တဲ့ကိုကိုဖရာသခင်သုံးတယ်ဆိုတင့်ကိုဖရာသခင်အသုံးပြုမှာဖြစ်တယ်။ကျမလိုဟိုးနယ်ကပါဖရာသခင်ဒီနေ့သူ့ရဲ့အကြံစီအဖြစ်စင်ကာပူကိုပို့ဆောင်ပြီးတော့မှဒါ သူသူ့ရဲ့အမှုကိုဆောင်ရွက်စေတယ်တင့်ကိုဘုရားသခင်သုံးနိုင်တာဖြစ်တယ်ဘေးရလူကိုပြောလိုက်တင့်ကိုဘုရားသခင်သုံးလိမ့်မယ်လို့ဟာလေလုယာအာမင်ဘုရားသခင်မတတ်နိုင်တာမရှိဘူးကျွန်မမနေ့ကဒီဒီနေ့ဒီမှာဘုရားရှိခိုးမယ်ဆိုတာစဉ်းစားပြီးတော့မှဂျေစုတော်ချီးမွမ်းတဲ့အခါမှာဘုရားသခင်ကပြန်ပြီးတတိယစေတယ်နင်ကိုယ်တိုင်ကလည်းမဖြစ်နိုင်တဲ့အရာဖြစ်လာတဲ့တသက်တည်ပဲဖြစ်တယ်ဟာလေလုယာဘုရားကျွန်မကိုသုံးနိုင်တယ်ဆိုတင့်ကိုဘုရားသခင်အသုံးပြုမှာဖြစ်တယ်ဘုရားအသုံးမပြုနိုင်တဲ့သူတယောက်မှမရှိဘူးကျွန်မငယ်တုန်းကပုံကို သိမယ်ဆိုလို့ရှိရင်အံ့ဩသွားမှာပဲလူတိုင်းကကိုယ့်ကိုအကျွေးတင်နေတယ်လို့လို့ပဲလေဘာလို့လဲဆိုတော့အာမပြုံးရမှာလေနည်းနည်းဈေးကြီးတယ်လို့လို့ပဲအဲ့လိုခံစားရတယ်လေမပြုံးတတ်အေးအဲ့လိုအခြေအနေကနဲ့ဖယားကကိုယ့်ကိုသူ့သူ့အတွက်အစေခံဖို့ခေါ်တဲ့အခါမှာအဲ့ဒီတဒံတဲနဲ့လိုက် လိုက်လာခဲ့တာဖခင်ကတစ္ဆာရှိတယ်ဆိုတာဒီနေ့တွေ့ရတယ်လို့ဟာလေလုယာကျွန်မတို့အာ NCC ကိုဖခင်သခင်ကတစ်ခုပြီးတစ်ခုအာမြင်တွေ့လို့တိုင်းတာလို့ရတဲ့နမိတ်လက္ခဏာတွေကိုခံစားစေတယ်လွန်ခဲ့တဲ့15နှစ်ကလူအနေနဲ့မဖြစ်နိုင်ဘူးဆိုတော့အဲဒီဒီဒီအောက်ထပ်မှာကျွန်မတို့အာဖျက်ရှိခိုးခြင်းကိုအစပြုခဲ့တယ်10နှစ်ရှိသွားပြီအခုနောက်ထပ်ဒီတနေရာကိုပေးတယ်ဒီနေ့ဒီနေရာမှာနမိတ်လက္ခဏာကိုကိုယ်တိုင်မြင်တွေ့ရတယ်ဖခင်ကနမိတ်လက္ခဏာပြုနေစေဖြစ်တယ် လူအနေနဲ့မဖြစ်နိုင်ဘူးဒါပေမဲ့ဒီနေ့ဖြစ်သွားပြီဖြစ်တယ်ဟာလေလုယဒီနေ့မနစ်ကအထီလဲကျွန်တော်တို့မဖြစ်နိုင်ဘူးဖြစ်တယ်တကယ်တော့ဒီနေ့စမ်းအထီမဖြစ်နိုင်ဘူးဒါပေမဲ့ဖခါကိုယုံကြည်ခြင်းနဲ့ဖခါရဲ့စကားတန်တစ်ခုပဲကြားတယ်ဖခါကအချိန်ရောက်ပြီဆိုတာအာပြောတဲ့အခါမှာကျမတို့လက်တွေ့ဖခင်နဲ့လက်တွဲပြီးလှုပ်ဆောင်တော့ဒီနေ့ဖြစ်သွားပြီ။ဘေးကလူကိုပြောလိုက်တင်ယုံဖို့တခုပဲလိုတယ်လို့။ယုံကြည်ခြင်းတစ်ခုပဲရှိစေဖခင်တတ်နိုင်တယ်။ လူရဲ့စကားကိုလည်းမယုံနဲ့ပတ်ဝန်းကျင်ကစကားကိုလည်းစိတ်ထဲမထဲနဲ့အခြေအနေရဲ့စကားကိုလည်းမထဲနဲ့ဖယားစကားကိုစိတ်နှလုံးထဲမှာထဲပါဖယားစကားပြည့်စုံလာမှာဖြစ်တယ်ဖယားကပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ဖယားဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ဒီညမှာဝုပြုကိုကိုရတဲ့သူတွေအားလုံးကိုယေရှုနာမ၌ကြိုဆိုတယ်လို့အာဖယားရဲ့လွတ်မြောက်ခြင်းဖယားရဲ့မျက်မှောက်တော်နဲ့အမြဲတမ်းအသက်ရှင်ရတဲ့သူတွေဖြစ်ပါစေကျွန်မအဲကျမ်းပိုက်ကလေးတစ်ခုကိုပထမဦးဆုံးဖတ်ချင်တယ် ရှင်မာကုထဲကကျွန်မဖတ်ပါမယ်လို့ရှင်မာကုခန်းကြီးကိုအငယ်23ပတ်မကြည့်ကျွန်မနောက်ကလိုက်ဆိုရအောင်ယေရှုကလည်းတင်းဒီယုံကြည်နိုင်တယ်လို့ယုံကြည်သောသူဖြစ်ရင်ခတ်သိမ်းတော်မူတို့ကိုတတ်နိုင်သည်ဟုမိန်တော်မူ၏ဘယ်ရလို့ပြောလဲယုံနိုင်လားလို့ဘယ်အရာအတွက်မေးတာလဲယုံနိုင်လားဟုတ်ကဲ့တင်ချင်းရပြီယေရှုကိုယုံတာဗောယုံလို့ကဲ့တင်ချင်းရတာ အဲ့ဒီအတွက်အသင်မခက်ဘူးတချို့တွေအတွက်ကျမ်းမာရေးအတွက်ဖြစ်လိမ့်မယ်တချို့တွေအတွက်ကငွေကြီးအတွက်ဖြစ်လိမ့်မယ်တချို့တွေအတွက်ကကိုယ့်ကိုဖျားသုံးဖို့ဖြစ်လိမ့်မယ်တချို့တွေအတွက်ကကိုယ့်အားဖြင့်ဖျားရဲ့မြတ်တာဖျားရဲ့တကိုးစီးဆင်းဖို့ဖြစ်လိမ့်မယ်ဟာဟိုတယောက်နေမကောင်းဖြစ်နေတယ်ဆူတောင်းလိုက်ဆိုရင်တခြားသူကိုရှာနေတယ်ကိုကိုယ်တိုင်တောင်းပေးဖို့ဖြစ်လိမ့်မယ် ယုံကြည်နိုင်ဘယ်ကန္တမှာယုံဖို့လိုနေတယ်လဲအဲ့ဒီနေရာမှာဘုရားသခင်ဒီနေ့တင့်ကိုမေးနေတယ်တင့်ယုံကြည်နိုင်သလားယုံကြည်ခြင်းတစ်ခုပဲလိုတယ်ဘုရားမတတ်နိုင်တာမရှိဘူးဟာလေလုယကိုယ့်ရဲ့အသက်ရှင်ခြင်းဟာယေရှုတတ်နိုင်တဲ့အသက်တည်ဖြစ်နေပါစေလို့ဟာလေလုယအာမင်ဘုရားကတတ်နိုင်တာဖြစ်တယ်သူ့ရဲ့တကူးကိုလည်းစေလွတ်နေတာဖြစ်တယ်ကိုကယုံကြည်ခြင်းနဲ့ လက်ခံယူတော့မှကိုယ့်အသက်တာမှာဖြစ်မြောက်ခြင်းဖြစ်လာမယ်ဒီဒီချမ်းပိုက်ကလေးကိုဘယ်နေရာမှာပြောတာလဲဆိုတော့မနက်ကတော့ငွေရတက်တဲ့တသေးကြီးယေရှုစီလာတဲ့အခါမှာအော်ငွေရတက်တဲ့သူကကောင်းကင်နိုင်ငံဝင်ခဲ့တယ်တဲ့ဒါပေမဲ့ဖျားတတ်နိုင်တယ်လူမတတ်နိုင်ဘူးဖျားတတ်နိုင်တယ်ဆိုတော့တခါလေကျမတို့တခြားသူတွေကိုဝေငှတဲ့ဝေမြတဲ့အခါမှာဟောဒီလူကအယံကောင်းမာတာပဲဒီလူကစိတ်မာတာပဲသူခွတ်တော်ရဖို့ဖြစ်နိုင်မလားဒီလိုအသွေးတွေဝင်တတ်တယ် 铁路是他要问他的，把账目嘞，一边帮我记着点，一边帮我等项目，啊，对人家问人那表儿的，咱在西安嘛，别的，好了，一边啊喽，再开木的腊梅，三剪木的腊梅，没没别的奶奶一样的腊梅，都都，把人家表儿里的都占奶奶。 ဟာလေလုယာဒါကြောင့်ဒီနေ့အသင်းတော်အတွက်ပဲဖခင်ကနမိတ်လက္ခဏာပြုတာမဟုတ်ဘူးသင်အတွက်နမိတ်လက္ခဏာပြုကျင်တာဖြစ်တယ်အာမင်ကျွန်တော်အတွက်နမိတ်လက္ခဏာပြုကျင်တာဖြစ်တယ်မိသားစုတွေထဲမှာနမိတ်လက္ခဏာပြုကျင်တာဖြစ်တယ်ဖခင်ကမပြောင်းမလဲနမိတ်လက္ခဏာပြုနေတယ်ဟာလေလုယာအာမင်ဒီမှာသားလေးကနေမကောင်းစကားအရဲတဲ့နားပြင်းတယ်တဲ့နတ်နတ်ရဲ့နတ်ဆွဲတဲ့သားလေးရထားတဲ့အဖေအဲ့တော့ယေရှု လာတယ်ဆိုတာကြားတဲ့အခါမှာတားလေးခေါ်ပြီးတော့မှယေရှုကိုအနာငိမ့်စေဖို့အတွက်ယေရှုနဲ့လာတွေ့တာဒါပေမဲ့ယေရှုတောင်ပေါ်မှာပေတရုယာကုပ်ယောဟန်ကိုခေါ်ပြီးတက်သွားတယ်တက်သွားတော့ကြံတဲ့တပည့်တော်တွေတောင်အောင်မှာနေခဲ့တာအဲ့တော့တပည့်တော်တွေနဲ့တွေ့တော့ဟာအော်ဆရာကြီးယေရှုကတောင်ပေါ်ရောက်သွားပြီမယ်အောက်မှာရှိသေးတယ်အဲ့တော့ဆူတောင်းပေးပါဦးဒီနှက်ကလေးထွက်အောင်ဒီနှက်ဒီနှက်ကြီးထွက်သွားအောင်နှက်ကလေးမဟုတ်အဲ့ဒီနှက်ကြီးထွက်သွားအောင်ဆူတောင်းပေးပါဦးစကားတွေပြန်ပြောအောင်အာဒီဒီနှက်တွေပြန်ကြအောင်လှုပ်ပေးပါအောင်ဆို မတက်နိုင်ဘူးတဲ့တပည့်တော်တွေဆူတောင်းပေးတာပဲဒါပေမဲ့လက်ကမထွက်ဘူးတဲ့ဘာဖြစ်လို့မထွက်တာလဲယုံကြည်ခြင်းမရှိလို့ဖြစ်တယ်ကိုယ်အသက်တာမှာကြမ်းမခြင်းလို့သေးတယ်ကိုယ့်ရဲ့ယုံကြည်ခြင်းပဲပြုစုပါယုံကြည်ခြင်းရှိရင်ယေရှုပေးတဲ့ကြမ်းမခြင်းကိုယ့်အတွက်ဖြစ်တယ်ဟာလေလုယာယေရှုကမျက်နာမလိုက်ဘူး ယေရှုကကိုယ့်အကျင့်ကိုလည်းမကြည့်ဘူးတခါလေကျွန်တော်တို့ကဘာကိုကြည့်တတ်လဲဆိုတော့ဟာငါ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 ကျင့်နိုင်တာငါလုပ်နိုင်တာဒါကိုအားကိုးတတ်တယ်အဲအဲ့ဒါကြောင့်မဟုတ်ဘူးယေရှုကသူ့ရဲ့ဂျေစုပြုခြင်းတတ်တဲ့နဲ့မဆနေတဲ့ဖရားဖြစ်တယ်အာမင်အဲ့တော့တပည့်တော်တွေကမတတ်နိုင်ဘူးတဲ့ယေရှုပြောတဲ့စကားလေးကိုကြားစေခြင်းနဲ့ယေရှုယေရှုကိုတိုင်နေအဲ့ကလေးဖေကလေးတားလေးရဲ့ဖေကတိုင်နေတပည့်တော်တွေကလာပြောတာပဲဆရာလေးတွေပေါ့နော် ဆရာကြီးမရှိဘူးဆိုတော့လေဆရာလေးတွေဆရာလေးတွေကိုလာပြီးဆူတောင်းခိုင်းတာမထွက်ဘူးတဲ့အဲ့တော့ယေရှုကဗာပြောလဲယုံကြည်ခြင်းမရှိတော့အမျိုးတဲ့အငယ်16မှာလေမကု69မှာကိုတော်ကယုံကြည်ခြင်းမရှိတော့အမျိုးငါဒီတင်တို့နဲ့တကွာအဘယ်မြကာလပတ်လုံးနေရမင်းနီတင်တို့ကိုအဘယ်မြကာလပတ်လုံးသီးခံရမင်းနီတဲ့ယုံကြည်ခြင်းမရှိတဲ့သူတွေဒီနေ့ ဒီစကားတန်နေကြပါအောင်ယေရှုကပြောနေတယ်ဘလောက်ထိနှင့်ကိုသီးခံရမှာလဲတဲ့ဘေးဟာလူကိုပြောလိုက်ယေရှုအာနှစ်သက်တဲ့သူပဲဖြစ်ခြင်းတယ်လို့ဟာလေလုယာအာမင်အာမင်ယေရှုသီးခံရတဲ့သူတော့မဖြစ်ခြင်းပါဘူးယေရှုသီးခံရတဲ့သူဆိုတာလေဟောဒီတယောက်ကပြဿနာများလိုက်တာငါတခါလဲနမိတ်လက္ခဏာလုတ်ပြီးပြီနောက်တစ်ခါလို့အဲ့လိုလူမဟုတ် နမိတ်လက္ခဏာအမြဲတမ်းပြုတ်ပေးခြင်းနဲ့ဖရားဖြစ်တယ်။ကြမ်းမာခြင်းနမိတ်လက္ခဏာ၊ငွေခြင်းနမိတ်လက္ခဏာ၊ဖရားရဲ့ကွယ်ကာခြင်းနမိတ်လက္ခဏာကိုယ့်အသက်တာဟာနမိတ်လက္ခဏာနဲ့ပြည့်တဲ့အသက်တာဖြစ်ရမယ်။ဟာလေလုယ။အဲအဲ့အဲ့အတွက်မဟုတ်ဘူး။ယုံကြည်ခြင်းမရှိတဲ့သူကိုယေရှုကသီးခံနေရတယ်။ကျွန်မတို့တခါလေသီးခံရတဲ့သူတွေတွေ့ဘူးလေနော်။အရန်သီးခံရတာ။အရန်ဖရားရဲ့မြတ်တာတွေထွက်တာ။ဖရားရဲ့ခြေဆုတွေထွက်တာ။ဖရားရဲ့ခွန်းလို့ခြင်းတွေအရန်ထွက်တာ။ချို့လူတွေကလေသူတို့အနားမှာရှိရင်ဝိညာဉ်အသီးတွေအရန်ထွက်တာ။ ဟာစိတ်ရှိရတယ်သိခံရတယ်ဟိုး तू ပြောလိုက်ပြီဆိုရင်အာမလီတော်ကိုရောခွန်လို့ပါတယ်ပြောရတယ်အဲ့လိုလူတွေရှိတယ်ယေရှုကအဲ့သူတွေလုံးဝသိခံစရာမလိုယေရှုကဝိညာဉ်အသီးနဲ့ပြည့်စုံတော်မူတဲ့မေတ္တာဘယ်တော့မှမခံတဲ့အရှင်ဖြစ်တယ် အမြဲတမ်းချစ်နေတဲ့အရှင်ဖြစ်တယ်။သင်ဟန်ဆောင်ပြီးလာလဲဖခင်ကချစ်နေတာဖြစ်တယ်။ဒီအရှိရှိလာလို့ရှင့်လည်းချစ်နေတာဖြစ်တယ်ဒီနေ့အရှိရှိတိုင်းဖျားစီလာရအောင်အာမင်ဆိုတော့ဒီမှာယေရှုသီးခံရတဲ့လူမျိုးကယုံကြည်ခြင်းမရှိတဲ့လူမျိုးတွေကိုမဖြစ်ချင်ပါဘူးယေရှုသီးခံရတဲ့လူထဲမှာကိုမပါချင်ဘူးဘေးကလူပြောလိုက်ယေရှုသီးခံရတဲ့လူထဲကမပါဘူးလို့ ဟာအတိတ်အဖြစ်တဲ့အတိတ်ပဲပါလဲငါဒီယုံကြည်ခြင်းရှိတော်သူဖြစ်တယ်။ငါရဲ့ယုံကြည်ခြင်းကိုပြုစုမှာဖြစ်တယ်။အာမင်။ယုံကြည်ခြင်းမရှိတဲ့အခါတပည့်တော်တွေကိုယေရှုကပြောလိုက်တယ်။ငါညင်တို့ဘယ်ချိဘလောက်ထိတိခါရရမှာလဲတဲ့။နော်အဲ့လိုပြောလိုက်တယ်။အဲ့တော့ကလေးဖေကလည်းသားလေးရဲ့အဖေကလည်းဆက်ပြောတယ်။အေးလာပြီးတော့မှတပည့်တော်တွေဆူတောင်းဖို့ပြောတာ။မတောင်းပေးနိုင်ဘူး။ကိုရောတတ်နိုင်ရင်လည်းလုပ်ပါအောင်ကွယ်။အဲ့ဒီလိုပြောလိုက်တာ။အဲ့ဒါယေရှုပြန်ပြောတဲ့စကားအစိုးရကကျွန်တော်တို့ဖတ်သွားတာအငယ်23မှာ။ တင်နေယုံကြည်နိုင်တယ်လို့ယေရှုကိုပြောတာကိုတော့တတ်နိုင်လဲလောက်ပါအောင်တပည့်တော်တွေကတော့မတတ်နိုင်တော့ကိုတော့တပည့်တွေကမတတ်နိုင်ကိုတော့တတ်နိုင်ရင်လေကုပေးပါလို့ပြောတာယေရှုကဘာပြန်ပြောလဲယုံကြည်ခြင်းတစ်ခုတာရှိစေလို့ဒီနေ့ကိုဘွားအသက်တာမှာဘာဒီကြုံနေရလဲဘလို့အခက်အခဲတွေကြုံနေရလဲဘလို့စိန်ခေါ်မှုတွေကြုံနေရလဲဘလို့မတတ်နိုင်တဲ့အမှုတွေကြုံနေရလဲသင်လည်းမတတ်နိုင်သင်မိသားစုလည်းမတတ်နိုင်သင်ဘေးကလူတွေတယောက်မှမတတ်ဘလို့အမှုရာတွေကြုံနေရလဲဖခါကပြောနေတယ်ယုံကြည်ခြင်းတစ်ခုပဲရှိပါစေ။ တခြားဘာမှမလို့ယုံကြည်ခြင်းရှိတယ်ဆိုရင်ဖရားပြုတ်ပေးပြီးသွားပြီဖြစ်တယ်။ဟာလေလုယာဖရားကအမှုပြီးပြီလို့ပြောတဲ့ဖရားဖြစ်တယ်။ဆရာဝန်ပြောတဲ့စကားကိုစိတ်နှလုံးထဲမှာထည့်ထားရင်အနာငြိမ်းခြင်းတင့်အတွက်ရောက်လာမှာမဟုတ်ဘူး။ဖရားရဲ့အနာငိမ့်ခြင်းစကားကိုကိုယ်နှလုံးသားထဲမှာတွင်းထားရင်အနာငိမ့်ခြင်းကကိုယ်အတွက်ဖြစ်နေပြီးသားဖြစ်တယ်။အာမင်ဖရားကထောက်ပံ့ခြင်းတွေလည်းမလျော့သွားတဲ့ဖရားဖြစ်တယ်။ကျွန်မမင်းညာကကြီးစုတော်ချီးမွမ်းတာပေါ့။ ဇမလင်ဦးရဲ့ပုံလေးကိုတွေးလိုက်တဲ့အခါမှာပို့လိုက်တဲ့ဟောပါလေ family chat ထဲမှာပို့လိုက်တဲ့ပုံလေးတွေ့တော့ကြီးစုတော်ကြီးမွန်းတယ်။အော်ဘုရားသခင်ကြီးစုတင်တယ်လို့ဒီနေ့မဖြစ်နိုင်ဘူးဆိုတဲ့အရာကျွန်တော်တို့မျက်စိရှိမှဖြစ်လာပြီ။နမိတ်လက္ခဏာဖြစ်လာပြီ။ဖခင်ကတတ်နိုင်တယ်။တတ်နိုင်တော်မူတဲ့ဖခင်ဖြစ်တယ်။ကျွန်မအသက်တာမှာလည်းပဲဟောဘုရားသခင်ဘယ်လိုလုပ်မှလဲဖခင်ရဲ့အမှုဆောင်မှုခေါ်တယ်။လူရှိထွက်လိုက်ဒူးကတုံနေတာ။ သူကစကားကလည်းအများကြီးမပြောတတ်ဘူးပြောချင်တဲ့စိတ်လည်းမရှိတာအဲ့ဒါပိုဆိုးတယ်အဲ့တော့သူများသက်သေခံရင်ကိုကဆုတောင်းရတယ်သက်သေခံချက်ဘာပြောလဲမကြောက်ကိုကစိတ်ထဲမှာဆုတောင်းနေဖျားသခင်သူမီးလည်းတရက်ကြာရင်အဲ့လိုသက်သေခံချက်နဲ့ကိုတော်မဆပါတော့အဲ့လိုဆုတောင်းခဲ့တာအဲ့လိုဆုတောင်းခဲ့ရင်လည်းဖျားရဲ့ဖျားကပြောတယ်သူ့အတွက်လုပ်ပါသူ့အတွက်သူ့အတွက်အချိန်ပြည့်စက္ကပ်ပါလို့ဖျားအသံတန်တဲ့ကြတာဖျားစကားကြတတ်တဲ့တင်ဖြစ်ပါစေ ဖယားကဘယ်တော့မှမမအောင်ကျွန်မအဲ့တုန်းကမားခဲ့တာလေးတခုရှိတယ်ဖယားကကိုကိုသူတလောက်ကောင်းတဲ့အမှုတော်ကိုအမှုအမှုဆောင်ဖို့ခေါ်တဲ့ဟာဟာဖယားလည်းငါ့ကိုစင်းရဲဖို့ခေါ်နေပြီလို့အထင်လွဲသွားတာဖယားကသိုးပွားစေတဲ့ဖယားဖြစ်တယ်ဖယားကချီးမြောက်တဲ့ဖယားဖြစ်တယ်။ဖယားကမြင့်တင်ပေးတဲ့ဖယားဖြစ်တယ်။ရှိတဲ့အရာကိုနှုတ်ယူလိုက်တဲ့ဖယားမဟုတ်ဘူး။တခါလေကျွန်တော်တို့လေဖယားအတွက်ပေးလူတဲ့အခါဟောငါရှိတာတွေကုန်သွားမယ်လို့အထင်လွဲတတ်တယ်။ဒီနေ့ဖယားကဘာလို့ပေးခိုင်းလဲသိလား။ ်စာတန်ကခိုးတယ်ခိုးတယ်ဆိုတော့ကို့အကျိုးအတွက်ကို့လိုချင်တာနော်ကို့ရချင်တာတတ်မှတ်တယ်ကို့အကျိုးအတွက်ဒါပေမဲ့ဖះပေးခိုင်းတယ်ဖះဘာလို့ခိုင်းလဲပေးလူခိုင်းတယ်နော်နော်နော်ပြောပါတချို့တွေအတမ်းထွက်တယ်လို့ပဲဖះဘာလို့ခိုင်းလဲစာတန်ကဘာလို့လဲခိုးတယ်စာတန်ရဲ့အလုတ်ကခိုးတဲ့အလုတ်ဒါကြောင့်အလုတ်ထဲမှာလည်းဘာမှမခိုးပါနဲ့ ဒီမှာခိုးတဲ့သူမရှိပါဘူး။ဒါပေမဲ့ကြုံမယ်ဆိုလို့ကြုံလို့ပြောလိုက်တာလေ။ပြောပြလိုက်တာ။ဘာလို့လဲစာရန်ကခိုးတယ်။ကို့အကျိုးအတွက်ငါ့မှာဘလို့တိုးပွားမလဲ။သူတပားရဲ့ဂုံအသေးခိုးတယ်။သူတပားရဲ့ဉာဏ်ပညာခိုးတယ်။ငွေကြေးခိုးတယ်။မှဆာရွေးအဲ့ခိုးတာတွေကကိုရဖို့အတွက်ဒီနေ့ဖယားကပေးခိုင်းတယ်။ဘာဖြစ်လို့လဲဆိုတော့စာရန်ရဲ့လှုပ်လှုပ်ရက်ကိုစန့်ကျင်ခြင်းကပေးလူခြင်းဖြစ်တယ်။ဟာလေလုယာအာမင်ဝိညာဉ်တိုက်ပွဲမှာရှိနေတယ်။ပေးလူတာကုံသွားမှာမဟုတ်ဘူး။ဖယားသခင်သာ၍ဖြည့်ပေးမှာဖြစ်တယ်။ ိုပေးတဲ့ခါမှာဒီလိုစိတ်ထားနဲ့ဒီနေ့ပေးလူချင်းကြောင်ပြောဖို့မဟုတ်ဒီလိုစိတ်ထားနဲ့ပေးဖို့မဟုတ် ဟာဆယ်ဖို့ပေးရမယ်ဟိုဟာဟိုဟာဟိုဟာဖြစ်တယ်လို့လေလက်ကုန်လို့ရှိရင်ကို bill တွေပေးရတယ်မလားပေးရတယ်အဲ့တော့အဲ့တော့လက်ကဝင်ပြီဆိုတော့ငါလည်းဆယ်ဖို့အရင်ပေးရမယ်အဲ့လိုမပေးဘူးအဲ့လိုမပေးဘူးပေးတဲ့စိတ်ထားတော့မှကွာတယ်ပေးတဲ့သူတွေအတွက်ပြောပြပြောပေးနေပါပြီသိကောင်းတယ်ဒါပေမဲ့လက်ကုန်တိုင်းမှာလေဟိုအိရှိတဲ့လူတွေမိသားခပေးရတယ်ဖုန်းခပေးရတယ်ဟိုဟာခပေးရတယ်ငါတို့ကလည်း ယုံကြည်သူဖြစ်ပြီးဖျားသားသမီးဖြစ်ပြီးဆိုတော့ဆယ်ဖို့ပေးရတယ်အဲ့လိုမပေးဘူးဖျားသခင်ကငါအလုံးစုံရဲ့ပိုင်ရှင်ဖြစ်တယ်ဖျားကိုကြည်ညိုခြင်းချစ်ခြင်းမျက်နှိုးခြင်းကိုရောယေရှုတင်လိုက်တာမြေမုတ်ထဲကချီးမြောက်တယ်ဒီနောက်ထိကိုရောပြင်ဆင်ပေးတယ်ကြံတဲ့အရာတွေကိုလည်းကိုရောကတိုးပွားစေမှာဖြစ်တယ်လိုက်လိုက်လဲလဲကြည်ညိုတဲ့စိတ်နဲ့ဖျားကိုပေးမှာဖြစ်တယ်ဟာလေလုယာအာမင်အဲ့လိုစိတ်ထားနဲ့ပေးပါဒါကြောင့်ဆယ်ဖို့ပေးနေပြီးသားဖြစ်တဲ့သူတွေစိတ်ထားအမှန်နဲ့လည်းပေးရအောင် မဟုတ်လို့ရှင်တတိမထားဘူးဆိုလို့ရှင်အာတလာပြီးဩငါဒါဒါဒါတွေဖြတ်ရမယ်ဆိုတော့ဒါဆဲဖို့ဒါကမိခဒါကဖုန်းခအဲ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 လို့မဟုတ်ဘုရားကိုမျက်နှာချင်းကြီးစွာနဲ့နံပါတ်၁ပေးလို့ရပဲဖြစ်တယ်အာမင်ဆိုတော့ဒီမှာတားလေးရဲ့အဖေကချစ်ချင်းသိသွားတယ်သူကโอ้นี่ยုံနိုင်လားတဲ့ယုံနိုင်လို့ရှင် မတတ်နိုင်တာမရှိဘူးတဲ့အဲ့တော့အဖေကပြောလေကျွန်တော်မယုံကြည်နိုင်တာကိုမဆပါ ချစ်ချင်းကိုအခြေအနေသိဖို့လိုတယ်။ယေရှုကိုသီးခံစေတာအသသီးခံပြီးတော့မှသူချစ်နေရတာယုံကြည်ခြင်းမရှိတဲ့သူတင့်ကိုသီးခံပြီးချစ်နေရတာမဖြစ်ပါစေနဲ့။ဝမ်းမြောက်လွန်းလို့ချစ်နေရတာဖြစ်ပါစေ။အာမင်ယေရှုကိုဝမ်းမြောက်စေတဲ့သူကိုဖြစ်နေပါစေလို့အာမင်။အဲ့တော့အဖေကပြောလေကျွန်တော်မယုံကြည်နိုင်တာကိုမဆပါနဲ့။ယေရှုစီလိုက်ရင်ပြဿနာအလုံးရဲ့အဖြေရှိတယ်။ ပြဿနာနဲ့ပြန်ရမှာမဟုတ်ဘူးယေရှုစီလာရင်ပြဿနာပြေလည်ပြီးမှပြန်ရမှာဖြစ်တယ်ဒီနေ့ဒီလိုလာတဲ့သူတွေပြဿနာပြေလည်ပြီးမှပြန်มาဖြစ်တယ်ပြဿနာရဲ့အဖြေကယေရှုထဲမှာရှိတာဖြစ်တယ်ယောဂာနဲ့လာတဲ့သူတွေကျမ်းမာပြီးပြန်ရတာဖြစ်တယ်ယေရှုကသူ့ရဲ့အဒီအဖေရဲ့အထဲမှာယုံကြည်ခြင်းလိုနေတယ်အဲ့ဒီတော့အဲ့ဒီယုံကြည်ခြင်းကိုပြုစုပေးတယ်အဖေကဘာပြောလဲကျွန်တော်မယုံနိုင်တာကိုခွလပါကျွန်တော်ကိုယုံကြည်ခြင်းရှိဖို့မဆပါအဲ့ဒီလိုပြောနေတာယေရှုကလေ အလုံးဖြေရှိတယ်ယုံကြည်ခြင်းမရှိတာတောင် तू ပေးနိုင်တယ်ဖះစီကအရာအလုံးရဖို့ဘာလို့လဲယုံကြည်ခြင်းလို့တယ်အဲ့ဒီယုံကြည်ခြင်းကိုတောင်မှ तू ပေးထားတာဘေးကလူပြောလဲဖះစီကပဲအလုံးဖြစ်တာလို့အဲ့ဒီယုံကြည်ခြင်းကိုတောင်ယေရှုကပဲပေးတာကျမတို့ယုံကြည်ခြင်းဟာကြားနာခြင်းအဖြစ်ကြားနာခြင်းကဖခင်ရဲ့စကားတော်အဖြစ်ဖခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ဒါကြောင့်ကိုယုံကြည်ခြင်းကိုပြုစုတဲ့သူဖြစ်ပါစေ။ ကျမတို့ဘုရားသခင်သာသမီတွေပေးလာတဲ့အခါပြုစုရတယ်။ယုံကြည်ခြင်းကပြုစုရတယ်။နှုတ်ကပတ်တော်ကိုအမမှန်စားသုံးပြီးတော့မှပြုစုရတယ်။ကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့အတွေးစိတ်ကူထဲမှာနှုတ်ကပတ်တော်ကိုအဆက်မပြတ်ဖတ်ပါ။လူစကားကြားရလိမ့်မယ်။အခြေအနေစကားကြားရလိမ့်မယ်။ပဝန်းကျင်စကားကြားရလိမ့်မယ်။အဲ့ဒါတွေအားလုံးကမဖြစ်နိုင်လို့ပြောနေတဲ့အခါမှာယေရှုကယုံကြည်ခြင်းစိတ်တစ်ခုတာရှိစေလို့ ငါတတ်နိုင်တယ်လို့ပြောမှာဖြစ်တယ်။ဟာလေလုယာကိုဘဝမှာဘာတွေကြုံနေရလဲ။ပညာရေးနဲ့ပတ်သက်လို့မဖြစ်နိုင်တဲ့အရာကြုံနေရလား။အလုတ်သေးမှာဘလို့မှမဖြစ်နိုင်တဲ့အရာကြုံနေရလား။ငါဒီလိုအာယာဓုတွေအများကြီးတက်ဖို့ဆိုတော့ငါအသက်တာမှာမဖြစ်နိုင်ဘူး။အသက်လည်းမငယ်တော့ဘူး။ဒီလိုအခြေအနေနဲ့ပဲပြီးသွားမယ်လို့မလျှော့လိုက်ပါနဲ့။ငါလေဖျားနိုင်ငံတော်တဲ့ဒီထက်လည်းအများကြီးလုံနိုင်မှာမဟုတ်ဘူးအရေးချင်းလည်းအများကြီးမရှိဘူး ကိုကိုကိုရှော့မတွက်လိုက်ပါမယ်ဖယားသခင်ဘာလို့စေချင်တယ်လဲဆိုတာဖယားနဲ့မေးပါဖယားပေးတဲ့ပန်းတိုင်ဟာဖယားတကူနဲ့ပြေဆုံးလာမှာဖြစ်တယ်ဖယားပေးလိုက်တဲ့ယူပါယုံဟာဖယားအစွမ်းနဲ့ပြေဆုံးလာမှာဖြစ်တယ်တခုပဲရှိတယ်ဖယားကိုအကျွမ်းမဲ့ယုံကြည်ဖို့ဖြစ်တယ် အာမင်ဒါကြောင့် NCC ရဲ့တမိုင်းဟာတင့်ရဲ့တမိုင်းလည်းဖြစ်လာပါစေလို့အာမင်လူအနေနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေတစ်ခုပြီးတစ်ခုကျွန်တော်တို့အသက်တာမှာလက်တွေ့လက်တွေ့ကြုံရတယ်ကျွန်တော်တို့အာနောက်ထပ်ဒီအခန်းကိုဝယ်ဖို့ပြုတဲ့အခါမှာအများကြီးအခက်အခဲတွေကြုံရပါတယ်သို့တော်လည်းတစ်ခုပြီးတစ်ခုအောင်မြင်သွားတယ်ဒီနေ့ကတက်သေးခံစရာဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ဖျားတာပါမယ်ဆိုရင်အရာအလုံးဖြစ်နိုင်တာဖြစ်တယ်အာမင်ဘေးကလူကိုပြောလိုက် we got all things are possible လို့ ကိုယ့်အသက်တာမှာစိန်ခေါ်မှုကိုဘုရားသခင်ဒီထက်လွတ်ဖို့မဆပါဘုရားသခင်ကမဆပြီးသားဖြစ်တယ်အဲ့ဒီလိုစိတ်ထားနဲ့ဘုရားစီမသွားစေခြင်းဒီဒီစိန်ခေါ်မှုဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေမဲ့စိန်ခေါ်မှုဖြစ်တယ်အဲ့ဒီစိန်ခေါ်မှုဟိုလေ ပျော့ပျော့ညံ့ညံ့နဲ့မသွားပါမရင်ဆိုင်လိုက်ပါနဲ့ဖခင်ကအရာအလုံးကိုအောင်မြင်ပြီးတဲ့ဖခင်ဖြစ်တယ်။ယေရှုရဲ့အောင်မြင်ခြင်းကိုအဲ့ဒီစိန်ခေါ်မှုတဲ့ခေါ်သွားပါ။တခါတလေအနာဂတ်မမြင်ရလောက်အောင်မောင်မိုက်တဲ့နေရာမှာကိုရောက်နေတယ်လို့ခံစားရတာဖြစ်ကောင်းဖြစ်မယ်။အထူးဖြစ်အခုမြန်မာပြည်မှာရှိနေတဲ့သူတွေအနာဂတ်ကပေါ်လိုက်ပြောက်လိုက်နဲ့ဘလို့အခြေအနေမှာပါလေ။အခြေအနေကိုကြည့်မယ်ဆိုရင်ဒါပေမဲ့ခရစ်တော် night မျောလင့်ခြင်းရှိတာဖြစ်တယ်ခရစ်တော်၌အနာဂတ်ရှိတာဖြစ်တယ်ကျမတို့လည်းပဲအောက်ထက်မှာအာဘုရားသခင်ကသခန်းပေးပြီးအစဉ်ပြေပြီပေါ့အဲ့ဒီမှာပဲအဲနေအဲ့လိုလေးနဲ့အချားအမှုတော်တွေကိုပဲတိုးချဲ့မယ်လို့စဉ်းစားတယ်ဒါပေမဲ့ဘုရားသခင်က NCC ကိုအလင်းအနေနဲ့အသုံးပြုတဲ့အခါမှာဒီအဆောက်အဦကလည်းတက္ကန္တမှာပါဝင်တာဖြစ်တယ်ကျမတို့အခုဘန်ကနဲ့ယူထားတော့မှာပဲ အဲနောက်ထပ်ဘုရားသခင်ကအောပွဲထောက်ပံ့လာမယ်ပို့ဆောင်လာမယ်လို့ယုံကြည်နေစေဖြစ်တယ်ဘုရားတတ်နိုင်တာဖြစ်တယ်အာမင်အဲ့တော့ဘုရားအသံကြားတဲ့အခါမှာတိတ်တိတ်ဝမ်းမြောက်တယ်ဘုရားနဲ့အတူလျှောက်လန်းရတာဒါကြောင့်ကိုယ့်အသက်တာမှာလေဘုရားကိုမေးပါဘုရားအသံကြားတတ်တဲ့ယုံကြည်သူတွေဖြစ်ပါစေဘုရားကဘာလို့စေခြင်းတယ်လဲဘယ်လိုဥဆောင်တယ်လဲအဲ့ဒီအသံနောက်ကိုလိုက်သွားပါတင်ပေတော့မှမမအောင်ကျွန်မအသက်တာမှာအရန်ကိုဘုရားကိုဂျေဆုတင်တဲ့အဆုံးဖြတ်ချက်နှစ်ခု အများကြီးရှိတာပေါ့နော်ဒါပေမဲ့အရေးကြီးဆုံးနှစ်ခုရှိတယ်နံပါတ်1ယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်ခဲ့တာဖြစ်တယ်ဟာလေလုယာယေရှုကိုယေရှုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးယေရှုနောက်ပဲအသက်ထဆုံးလိုက်မယ်လို့ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ဘယ်တော့မှနောင်တမရအောင်ဟာလေလုယာအာမင်နောက်လည်းနောင်တမရအောင်ထာဝရမှန်နေတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဒုတိယဆုံးဖြတ်ချက်ဖခင်ကသူ့ရဲ့အမှုတော်အတွက်ခေါ်တဲ့အခါမှာ တိတ်လည်းနားမလဲဘူးတိတ်လည်းမသိဘူးမရေရာခြင်းတွေအမှုဆောင်ဆိုတော့အမြင်တွေကလည်းအမျိုးမျိုးရှိနေတယ်နော်ကိုအမှုဆောင်ဆိုတာတခါလေးမြန်မာပြည်မှာနားမလဲဘူးဆိုလို့ရှိရင်နည်းနည်းဟိုဟိုဟိုဖယားရဲ့ဖယားချီးမြောက်တဲ့ တလောက်ဖခင်အမြင့်ဆုံးတော့ဖခင်ရဲ့အမှုကိုဆောင်ရွက်ရမယ်သူတွေဒါပေမဲ့ကျွန်တော်တို့ငယ်တုန်းကမသိဘူးလေအမှုဆောင်ဆိုတာစင်းရဲတယ်လူတာရှင့်အဲဟိုအိမ်အိမ်တွေမှာသွားသွားပြီးတော့မှဟိုပေါ်ပြရတယ်ပေါ့ကိုလေပြောပြောတောင်းရတာအဲအဲ့လိုမျိုးတွေအဲ့ဒီအထင်လွဲအမြင်လွဲ လုံးဝမဟုတ်ပါဘူးဖခင်ကယုံကြည်သူတိုင်းကိုအမှုဆောင်ဖြစ်ဖို့ခေါ်ထားတာဖြစ်တယ်အချိန်ပြည့်ဖြစ်မဲ့အချိန်ပိုဖြစ်မဲ့ဟာလေလုယာအာမေယုံကြည်သူတိုင်းကဖခင်ရဲ့အမှုတော်ဆောင်ဖြစ်တယ်အဲ့တော့ဖခင်ကအချိန်ပြည့်ဆက်ကပ်ဖို့ခေါ်တဲ့အခါမှာနိုင်တိတ်လည်းနားမလည်ဘူး၁၆နှစ်ဘာဘာကိုမျော်ရမှလည်းမသိဘူးဒါပေမဲ့ဖခင်ပြောရင်ငါနားထောင်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့ပဲစခဲ့တာဒီနေ့ပြန်ကြည့်တဲ့အခါမှာဖခင်သခင်နာခံနိုင်အောင်ကိုတော်မဆလို့ယေရှုတင်တယ်လို့ပဲပြောနိုင်တယ် ယုံကြည်ခြင်းစိတ်တခုတာရှိစေလောနမိတ်လက္ခဏာတင့်တက်တာထဲမှာဖြစ်နေမှာဖြစ်တယ်အာမင်အဲကြောင့်နမိတ်လက္ခဏာအရှင်ကိုယက်ထားတဲ့သူတွေလောကဒဏ်ရဲ့အောက်မှာအသက်မရှင်လိုက်ပါနဲ့လောကဒဏ်ရဲ့အောက်ကိုဥမညွတ်လိုက်ပါနဲ့လောကဒဏ်ရဲ့အထက်မှာအောင်မြင်စွာအသက်ရှင်ဖို့ဖြစ်တယ်အခြေအနေရဲ့စိန်ခေါ်မှုတွေရှိနေအောင်မှာပဲပဝန်းကျင်ရဲ့စိန်ခေါ်မှုတွေရှိနေအောင်မှာပဲဒါပေမဲ့ဖခင်ရဲ့အောင်မြင်ခြင်းကိုအထဲမှာအပြင်းမဟုတ် ပို့အထဲမှာရှိနေတာဖြစ်တယ်။အဲ့ဒီအောင်မြင်ခြင်းစီးထွက်တဲ့အသက်တာဖြစ်ပါစေလို့အတူတူကမတရရအောင်ဒီနေ့ကျွန်မခက်တူတူလေးပဲဝင်ငှကျင်နေဆူတောင်းတဲ့အချိန်လေးယူခြင်းလို့ပါလို့နော်။ဆိုတော့ဖခင်ရဲ့နမိတ်လက္ခဏာနဲ့ပြည့်တဲ့အသက်တာဖြစ်ဖို့ခဏလေးဆူတောင်းစကတ်ခြင်းနဲ့လက်တီဒီကိုယ့်ရဲ့အသက်တာမှာဖခင်ရဲ့နမိတ်လက္ခဏာနဲ့ပြည့်ခြင်းနဲ့လူအနေနဲ့မတက်နိုင်တာတင်ပါကြုံနေရတယ်။အဲ့ဒါအနည်းဆုံးတစ်ခုယေရှုစီကိုယူလာရအောင်။အဲ့ဒီအရာဟာနမိတ်လက္ခဏာအနေနဲ့ပြောင်းလဲသွားမယ်။ဖခင်တတ်နိုင်တဲ့သက်သေဖြစ်လာလိမ့်မယ်။ တကယ်လို့ကိုမှရှိတယ်ဆိုလို့ရှင်အဲ့ဒီလူမတက်နိုင်တဲ့အမှုယေရှုစီကိုပေးအပ်တယ်ဆိုတဲ့အနေနဲ့လက်မြောက်ပြီးတော့မှဆူတောင်းဖို့ဖိတ်ခေါ်ခြင်းတယ်လို့ယေရှုဖျားဒီလက်တွေကိုတွေ့ပါတယ်ကျွန်တော်တို့မတက်နိုင်ပါဘူးဒါပေမဲ့ကိုရောတက်နိုင်တယ်ကိုရောမတက်နိုင်တဲ့အမှုတစ်စုံတစ်ခုမှမရှိပါဘူးကိုရောကိုရောရှင်ဖျားဒီ ဒီဒီနေ့ကိုရောစီကယုံကြည်ခြင်းလဲတောင်းပါတယ်ဒီနေ့လက်မြောက်နေတဲ့သူအရောက်စီတိုင်းပေါ်မှာကိုရောယုံကြည်ခြင်းပေးပါကိုရောယုံကြည်ခြင်းပေးပါကိုရောရဲ့နမိတ်လက္ခဏာနဲ့ပြည့်တဲ့အသက်တာတွေဖြစ်လာစေပါကိုရောရဲ့နာမကိုချီးမွမ်းပါတယ်ဒီနေ့ကိုရောဒီဒီအာတဲ့နတ်ဆွဲနေတဲ့သူသူကိုတမဟုတ်ခြင်းကြမ်းမာစေတဲ့ဖရာကိုရောကကြမ်းမာခြင်းအရှင်ဖြစ်တယ်ကိုရောရဲ့နာမကိုချီးမွမ်းပါတယ်ဒီနေ့ဒီသားလေးရဲ့အဖေကယေရှုကိုယုံကြည်ခြင်းပေးပါလို့တောင်းဆိုတယ် ်ယေရှုကအဲ့ဒီနှက်ကိုချစ်ချင်းပဲညင်ထုတ်လိုက်တယ်အဲ့ဒီသားလေးအကောင်ပကတိဖြစ်သွားတယ်လုံးဝကျမ်းမာသွားတယ်ယေရှုက ကျမ်းမာခြင်းအရှင်ဖြစ်တယ်နမိတ်လက္ခဏာအရှင်ဖြစ်တယ်ကိုယ့်အသက်တာမှာဘယ်အရာတွေက မဖြစ်နိုင်ဘူးဆိုတာတွေကြုံနေရတယ်လေဒီနေ့အဲ့အဲ့ဒီအရာကိုနှုတ်ဖို့မပြောလိုက်ရအောင်ဖခင်ရဲ့နမိတ်လက္ခဏာအနေနဲ့ပြောင်းလဲသွားမှာဖြစ်တယ်ဖခင်ရဲ့ဘုန်းတော်အတွက်ဖြစ်တယ်သက်သေးခံစရာအကြောင်းဖြစ်လာလိမ့်မယ်နှုတ်တွေဖို့မယေရှုကိုပြောဖို့အတွက်အချိန်ပေးခြင်းနဲ့ဟာလေလုယာဖခင်ရှင်ကိုရောစီကိုလာပါတယ်ကိုရောကအအောပွဲဖြစ်တယ်ကိုရောကချီးမွမ်းပွဲဖြစ်တယ်လူမတက်နိုင်တဲ့အရာကိုတက်နိုင်တဲ့ဖခင်ဖြစ်တယ်ဒီနေ့ကိုရောစီကိုလာပါတယ်ဖခင်ရှင်အဲ့ဒီရင်ဆိုင်နေရတဲ့ပြဿနာတွေဟာကိုရောကိုချီးမွမ်းစရာအကြောင်းဖြစ်သွားစေမှာဖြစ် ောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ကိုရောကိုယေရှုတင်တယ်ကိုရဲနာမကိုချီးမွမ်းတယ်ကိုရဲနာမကိုချီးမွမ်းတယ်ကိုရောနာမကဘာအဆက်ဆက်ဘုံကြီးပါစေကိုရောကိုပဲဂုံပြူတယ်ကိုရောကိုပဲဘုံပေးတယ်ကိုရောကတတ်နိုင်တဲ့ဖရာဖြစ်တယ်ခေါ်ရင်ထူးတဲ့ဖရာကိုရောနာမဟာကြီးမြတ်တဲ့နာမပြဒနာကိုအောင်တဲ့နာမအခက်အခဲကိုအောင်တဲ့နာမအနာရောဂါကိုအောင်တဲ့နာမယေရှုနာမကိုဘုံပေးပါတယ်အဲ့ဒီပြဒနာစိန်ခေါ်မှုတွေဟာတတ်သိခံချက်အနေနဲ့ပြောင်းလဲသွားမှာဖြစ်တဲ့အတွက်ယေရှုတော်ကိုချီးမွမ်းတယ်ယေရှုနာမ၌ဆုတောင်း Sakapai. Amen.